အနာယူလိုက်ပါအနာယူလိုက်တကယ်ကိုအခြေကြီးပဲမိချောင်းတွေဟာတဘာဝရဲ့တန်ချက်ကအေးရမဘလူးတွေဖြစ်ကြပြီးထိတ်ဆုံးကနေရက်တည်နေတဲ့သားရဲတွေလိုမျိုးကြောက်စရာကောင်းတဲ့ဂုံတဲများစွာနဲ့ပထမနေရာမှာကြာရှည်စွာရက်တည်နေကြတာပါ ဒါအပြင်သူတို့ရဲ့ခိုင်ခံ့မှုတွေနဲ့ဓမြောင်လိုသွားတွေကသူတို့ကိုဒီလောကအတွင်းမှာနှစ်သားပေါင်းများစွာအုပ်စိုးနိုင်စေခဲ့ပါတယ်။ဒါပေမဲ့ဒီရှိဟောင်းတတ္တဝါတွေကမိချောင်းတွေကိုအနိုင်ယူလိုက်တဲ့အခါဘာတွေဖြစ်သွားမှာလဲ။မိချောင်းတွေကဝါမျိုးဝါရထက်တခြားတတ္တဝါတွေကသူတို့ကိုပို့ပြီးတော့ကြိုက်တယ်နေဆိုတာတွေကိုတက်တည်ပြတဲ့တော်ရင်ထဲမှာကြုံခဲ့ရတဲ့ဖြစ်ပျက်တွေကိုဒီကနေ့ခိုင်တဲ့အတူတူကြည့်ရမှာပါ။ထပ်မြန်မာကို subscribe နဲ့ခေါင်းလောင်းလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်။ကျေးဇူးများကြီးတင်ပါတယ်။ဒါဆိုရင်တော့ဆက်လိုက်ပါပြီ။ကျမကတော့ခိုင်ပါရှင်။ ံပါတ်၁ခြေလုံးနဲ့ဂျာကွာကျက်တဲ့အမေဆောင်စိမ့်လန်းဆိုပြင်းရဲ့တောနယ်ထဲမှာဂျာကွာလို့ခေါ်တဲ့ကျက်တဲ့မျိုးရိုင်းတစ်ကောက်ကသူ့ရဲ့သားကောင်တွေကိုရှာဖွေဖို့အတွက်တိတ်ဆိတ်ငြိမ်သက်စွာလှုပ်ရှားလို့နေပါတယ်။ရန်တက်ရှူမောပွဲကောင်းလာအောင်လို့သွက်လပ်ပြီးစွားအားတွေပြသနေတဲ့ဂျာကွာကမြေကမားမှာမထင်မှတ်ဖဲနဲ့ခိုးနေတဲ့မိချောင်းတစ်ကောင်ကိုအရှိန်ပြင်းပြင်းနဲ့ခေါင်းလိုက်ပြီးခြုံခုံတိုက်ခိုက်လိုက်ပါတော့တယ်။ သူရဲ့လက်သေးတွေကဓမြောင်လိုမျိုးနဲ့သွားတွေကလည်းဓမြောင်ထက်ကိုပို့ပြီးတော့ထန်နေပါဗျ။မိချောင်းရဲ့တန်ချက်ကအသားရီရီယာဆိုရင်တော့ဒီတစ်ခါမှာတော့ဂျာကွာကိုက်တဲ့စွမ်းအားနဲ့ရှင်လို့မရတော့ပါဘူးနော်။ဂျာကွာရဲ့ကိုက်တဲ့စွမ်းအားတွေကလက်ခုံကိုယ်တော်မှာထိုးဖောက်နိုင်ပြီးတတ်နိုင်ကြောင်းလူသိများပါဗျ။ ရေထဲမှာကြောက်စရာကောင်းတဲ့မိချောင်းကအခုတော့ဈာကွာကြိုက်ခဲတာတွေကိုခံထားရပြီးကုန်းမြေပေါ်မှာစွန့်အားမရှိတော့ပါဘူးနော်ဒီတွေးဆမှုတွေကအမဲလိုက်ချင်တတမဟုတ်ပါဘူးဒါဟာသူ့အုပ်ဆိုးတဲ့တက်တော့အုပ်ထဲမှာဈာကွာကပြန်ပတ်ကင်းပြီးတော့အာကြီးချောင်းတက်တဲ့နောက်ထပ်တစ်ခုထူထောင်လိုက်တာဖြစ်ပါရဲ့ရှင်နမနဲ့တမ်မနိမေယိုရေမြေအနာယူလိုက်အနာယူလိုက်တကယ့်အခြေကြီးပဲ ရေမြင့်တွေကိုအန်ဒီအရှိဆုံးကုန်းမြေတားကောင်တွေကတားကောင်တမျိုးဖြစ်နေထဲသွင်းစမ်းစားကြပါတယ်စတူယန်ပေမှာပေါင်1820နှုန်းကိုကိုက်နိုင်တာရှိနေပြီးပေါင်ချိန်အားဖြင့် 1900ကေဂျီလေးပါတယ်။ရင်းမြင်းတွေကသူတို့ကိုစိတ်တူလာအောင်စွားတဲ့ဖေတ္တဝါကိုမစုံချိန်ချောက်ပြီးတော့တိုက်ခိုက်တတ်ပါတယ်။ရင်းရင်နဲ့ခန်းစားချက်ရှိတဲ့အမိကြောင့်က hippostrey အုပ်ချုပ်တဲ့ဇုံတွေကိုဘာတွေဆက်ဖြစ်လာမလဲဆိုတာမသိဘဲ fighter ကြီးလိုဝင်သွားခဲ့တာပါ။မိကြောင့်ရဲ့ရဲစွမ်းတက်တဲ့ရှိရဲ့လှုပ်ရှားမှုတွေကမြေချောင်းတွေရဲ့ hippo နေမြေထိမ့်သိမ့်သူတွေအတွက်ပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ clear တွေကိုချိုးဖြတ်နိုင်လောက်အောင်တာမာတဲ့အမိရရှိတဲ့ hippostrey ဆိုရင်တော့ချွန်တက်တဲ့သွားတွေရှိတဲ့မြစ်ပြင်မိကြောင့်နဲ့တိုက် ွဲဖြစ်သွားခဲ့တာပါနောက်ဆုံးမှာတော့ဟစ်ပိုတွေကမိเจ้าတွေကိုအားပြော့သွားအောင်ကြိုက်လိုက်နိုင်ပြီးမောင်းထုတ်လိုက်တာသူတို့ရဲ့အနေထားနဲ့နေမျိုးတွေကိုလုံခြုံစေခဲ့ပါတယ်မြင်ရတဲ့အတိုင်းပါပဲမိเจ้าမလေးနောက်ထပ်ပြန်ပတ်မရှိရကြောင်ဟစ်ပိုရီရဲ့ရေပိုင်နက်ကိုထားရပြီးပြန်စုပ်ခွာသွားကြရပါရဲ့ရှင်။နံပါတ်3လျှက်စိတ်ငယ်ရှင်။ ရေလမ်းထဲမှာမိသားတကောင်ကရိုးရှင်းတဲ့အစားအစာဖြစ်ပုံပေါ်တဲ့လျှက်စဲငယ်ရှင်ကိုမြင်ကွင်းထဲမှာမြင်လိုက်ရပါတယ်။မိချောင်းချိန်ကလာချိန်မှာမမြင်နိုင်တဲ့လျှက်စည်းတွေနဲ့ရေတွေကညင်းနေကြတာပေါ့။မိချောင်းကလည်းသူ့မှာဘာတွေဆက်ဖြစ်လာမလဲဆိုတာမသိခင်နဲ့ငရှင်းစီကိုသွားနေပါတယ်။ဒီငရှင်းကတခြားငါလိုမဟုတ်ပါဘူးနော်။အဲ့ဒါကသက်ရှိလျှက်စက်ချက်ကြိုးကြီးပါပဲ။ရုပ်ချင်းဆိုတယ်လို့ပါပဲငရှင်းကရေထဲမှာလျှက်စက်ဗိုလ်အားတွေကိုထုံလွှတ်လိုက်ပြီးလှုပ်နေတဲ့မိချောင်းတွေကိုလမ်းကြောင်းပါတဲ့ရက်တန့်စေခိုင်းလိုက်ပါတယ်။ဒါဟာမမျောလင်းထားတဲ့စွမ်းအားတိုက်ပွဲဖြစ်နေပြီးလျှက်စက် ိုင်ငံရှင်ဟာအန္တရာယ်မရှိဘဲနဲ့တွန့်လှန်နေရတွေကိုကြည်ကျင်းအပြင်ဒီတိုက်ပွဲကလှိုင်းလုံးနေတဲ့အဆုံးသတ်တဲ့ပွဲကြီးတစ်ခုဖြစ်သွားတာပါမိချောင်းဟာဒီသက်တော်ရဲ့အလျက်ဆက်ဓာအားနဲ့ကာကွယ်မှုတွေကြောင့်အခုထိထိမ့်လန့်တော်လုံးနေစေပါပဲတခါတည်းကမှရှန်တန်ချင်းရဲ့မိဘတွေကဒီလိုဘာမှမဟုတ်တဲ့သက်တော်ရည်တွေမှာရှန်တန်နေတယ်ဆိုတာသိတာထင်ရှားပါတယ်ရှင်နမလေးစင်ကြီးရဲ့ဒေါသာ အာဖရိကနေရဲ့ပြင်းထန်တဲ့အပူဒဏ်တွေအောက်မှာအရွယ်မရောက်သေးတဲ့ဆန်တကောင်ကမြေကမ်းဘေးမှာလဲလျောင်းနေတဲ့တားကောင်တွေကိုသတိမထားမိပဲပျော်ရွှင်စွာကစားနေပါတယ်။မိချောင်းကလည်းရှေ့ကိုတိုးလာပြီးဆယ်လေးရဲ့နှမောင်းတွေကိုကိုက်ခဲလိုက်တာကြောင့်ဆယ်လေးဟာပြန်တိုက်ခိုက်ဖို့အတွက်ခွန်အားမရှိဘဲနဲ့ကုကရမဲ့နေတာပါ။ဒါပေမဲ့ဆန်တကောင်ကနွားအုပ်ကြီးတအုပ်ရဲ့အင်အားနဲ့တူညီနေပါတယ်။ဒါကြောင့်ဒီမိချောင်းကိုပိုဒေါသထွက်လာပါတော့တယ်။အိုးသူရဲ့တန်ကြောင်အပေါ်မှာငှက်တွေပြန်ကုန်ကြပြီငှက်တွေချားမှလည်းစင်နမောင်းတန်ကပဲတင်ထန်နေတာပါ သူမရဲ့ကြောင်မဖွယ်ကောင်းတဲ့အဆွဲတွေနဲ့ကြံတဲ့စင်အုပ်စုကြီးကိုလည်းမိချောင်းကိုပြန်တိုက်ခိုက်ဖို့အတွက်အစင်းနေဖြစ်နေပါပြီ။မိခင်ဘီစားမှသူမကိုအစွမ်းကုန်တိုက်ခိုက်ပြီးတွန်းအားပေးတာကြောင့်ဒီမိချောင်းကိုအောင်မြင်စွာတွန်းလှန်နိုင်ခဲ့ပါတယ်။ဒီအောင်ပွဲရဆွေတော်သူမရဲ့တားဆင်မြေဆက်တွေထိဘေးကင်းမှုအတွက်အာမခံချက်တစ်ခုလိုဖြစ်သွားခဲ့ပါပြီ။စင်ရဲ့အစွမ်းတက်တိထက်တာလုံနဲ့တိုက်ခိုက်စွမ်းရည်တွေကိုအတိမတ်ပြုတင်တာပေါ့နော်။စင်ရဲ့ပြင်းထန်တဲ့ကာကွယ်မှုတွေကြောင့်မိချောင်းခမညာနောက်ကိုအမြန်ဆန်ပဲဆုတ်သွားခဲ့ရပါတော့တယ်။ဒီဖြစ်ပျက်တွေက ဆယ်နွားတွေရဲ့မိသားစုနှောင့်ကြိုးတွေကိုမိမောင်းထိုးပြနေတာပါရဲရင်နဲ့တားရဲကတော့မှသူတို့ကိုစိတ်မခေါ်နိုင်အနာမယူနိုင်တဲ့စီးလုံးအင်အားမှုတွေကိုပြသနေရဖြစ်ပါတယ်ရှင်နံပါတ်၅ရိုးရှဲမလှူရှားတတ်တဲ့ကြွေအာဖရိကမြေကမ်းပါးတွေရဲ့မဲမောင်နေတဲ့ရေပြင်မှာမိကြောင်းတစ်ကောင်ကရေကန်းဆန်တာအလွန်ကုန်နီးကပ်လုံးနဲ့တယောက်ထဲလန်းလွှဲနေတဲ့ကျွဲတစ်ကောင်ကိုပြတ်မှတ်ထားနေပါတယ်။ဒါပေမဲ့ရှန်တန်ချင်းတရားကတခုရီတောင်ဥပဒေဖြစ်တဲ့နိုင်ငံတော်မှာကျွဲဆိုတဲ့တတဝါကလွှဲတဲ့တားကောင်တော့မဟုတ်ပါဘူးနော်။ တင်ကားကဲတို့မျိုးတိစောက်ထားတဲ့ခန္ဓာကိုယ်နဲ့၊ကွေးထားတဲ့ဆာဘာစတွေကဲတို့ဥစုတွေကြလေဒီကြီးမားတဲ့တားရဲကိုရှော့တက်လို့တော့မရပါဘူးရှင်။မုံစိုးတွေအမဲလိုက်တလို့မျိုးပါပဲ။ဒီကျွဲတကောင်မှလည်းအလျှော်မပေးတဲ့ခွန်အားတွေကပေါ်ပေါက်လာပါတယ်။ကျွဲကအချိန်မဆွဲတော့ဘဲနဲ့နောက်ဆုံးမှမိချောင်းကိုထိတ်တိုက်ရင်ဆိုင်လိုက်နိုင်ပါတယ်။ကြမ်းတမ်းပြင်းထန်လာတဲ့ဒီတိုက်ပွဲမှာမိချောင်းကခက်ခဲတဲ့သင်ခန်းစာတွေကိုသင်ယူလိုက်ရတာပေါ့။အဲ့ဒါကတချို့ပြိုင်ဘက်တွေကရိုးရှင်းစွာမလှူရှားကြဘူးလို့ဆိုတာပါပဲရှင်။နံပါတ်6တောပရင်ချန်တဲ့ အာဖရိကလွင်ပြင်တွေမှာဆိုရင်တော့ခြံသေးကတရပ်ဖို့စောင်းထားတာပေါ့မိချောင်းကရှေ့ထဲမှာတော့တိုက်ခိုက်ဖို့အင်အားရှင်နေပြီမြေဒီကုံရွာတဲ့မြက်ခဲလွင်ပြင်ပေါ်ကထိတ်တန့်ရင်ဆိုင်မှုတစ်ခုမှာဆိုရင်တော့မိချောင်းဟာသူ့ကိုယ်သူအထီးကျန်နေမှန်တွေ့ရှိခဲ့ပါတယ်မြေပေါ်မှာခြံသေးတွေကပပတ်လေဝိုင်းနေတော့စွားအားတွေနဲ့ဝန်းရံထားတဲ့ဒီပြည်တော်စုကြီးပေါ်ထွက်လာခဲ့တာပေါ့ဒီတော့သူတို့ရဲ့အနေပြုဟာတွေကအလိုလိုထိရောက်မှုရှိနေပြီးအချင်းချင်းစုပေါင်းဆွေးရည်လေးရှိကြပါတယ်တဘာဝတရားကြီးရဲ့ကြီးကျယ်ခံထားတဲ့မြင်ကွင်းမှာမိချောင်းကိုသူတို့ကတံပြန်တိုက်ခိုက်ကြတာပေါ့ ခြင်တဲ့တကောင်ချင်းစီကသူ့ရဲ့အခန်းကဏ္ဍတွေကိုတီးပြီးသူတို့ရဲ့စူပေါင်းလိုက်တဲ့အခါဆွေရီတွေကအတိုင်းတာတစ်ခုထိရက်တလို့မရတော့လေကျိုးကျော်လာသူမှန်သမျှကိုတိုက်ထုတ်ပစ်ကြပါတော့တယ်ဒီစီလုံးညီညွတ်မှုတွေကိုတော့မိချောင်းရဲ့ခွန်အားဟာအနိုင်မယူနိုင်ခဲ့ပါအောင်နော်ဒီနိုင်ငံတော်ကြီးမှာတောပြင်းခြင်တဲ့ရဲ့အုပ်ချုပ်မှုတွေကလုံးဝကိုအကျွမ်းမဲ့ဖြစ်နေပြီးသူတို့ရဲ့အဖွဲ့လိုက်စွမ်းဆောင်ရည်တွေအားဆိုရင်လေတော်ရဲမှာဆိုရင်တော့ဘရင်ဟာခြင်တဲ့ပဲဆိုတာတွေကိုတတ်သိပြလို့နေပါတယ်ရှင်နမခွန်နဲ့တိုက်ပွဲကအမာရွတ်တွေနဲ့ကြံ့ စာရင်းမြစ်ဒဇင်းရဲ့အစွန်မှာဆိုရင်တော့တော်ရိုင်းဥပဒေတွေကိုဖိဆန်တဲ့မြင်ကွင်းတစ်ခုပေါ်လာခဲ့ပါတယ်။မိချောင်းတကောင်ကရှုံးတော်ကန်ဆာစီကိုဆင်းလာတဲ့အမာရွတ်ရှိတဲ့ကျန်းတကောင်ကိုလှမ်းပြီးတော့ကြည်နေတာပေါ့။ဒါပေမဲ့ဒီအတန်ချက်ကတာရဲကလွယ်တဲ့ပြိုင်ဘက်တော့မဟုတ်ပါဘူးနော်။ မိသားကတွက်ချက်ပြီးချင်းကတာမျိုးတွေကိုလုပ်တဲ့အတွက်ဒီအရွယ်စားတဲ့အသားရည်တွေကိုအလွယ်လေးစိန်ခေါ်လို့မရနိုင်ဘူးဆိုတာမြန်မြန်သိလာခဲ့ပါတယ်။တင်ကားကဲတော့တိဆောက်ထားတဲ့ခန္ဓာကိုခြုံထက်တဲ့ဥကြိုတွေနဲ့ကြက်မြေပြင်မှာရန်နေပါတယ်။သူမခနာတာတွင်သားကောင်ဖြစ်ကိုပြောင်းနိုင်တဲ့အံအားသင့်ပွဲစွမ်းဆောင်ရည်တွေရှိတာပါ။ထုံးစံတိုင်းမှာပဲမိသားတွေရဲ့နေပြူဟာတွေကကြက်တွေရဲ့ခုခံကာကွယ်မှုတွေမှာ တံပိုးမရှိသလိုပြန်ဆောက်ဖို့ရလွယ်ပြီးရွေးချယ်စရာလည်းမရှိတော့ပါဘူးရှင်ဒီကနေ့ထိမြေကမာကကျန်းတွေရဲ့စောင့်ကြည့်မှုအောက်မှာရှိနေစေပဲဖြစ်ပါတယ် နမရှိတားရဲ့ဒရိစံမဟာရွှေပြောင်းနေထိုင်မှုတွေရဲ့မိုးချင်းတန်တွေကြားထဲမှာညချောင်းရဲ့ကမောက်ကမတခုမှာတောတားရဲ့တကောင်ကမိချောင်းရဲ့မေယိုကြားစောက်ကန်ခံထားတာတွေကိုသူ့ကိုယ်သူတွေ့ရှိခဲ့တာပါဒါပေမဲ့ဒီတောရိုင်းဒရိစံကကံကြမ္မာအတွက်လက်နက်ချဖို့အစင်သည်မဖြစ်သေးပေမဲ့ခွာနဲ့ဥချုပ်တွေကိုလှုပ်ခတ်ရင်းနဲ့ပြန်တိုက်ခိုက်ဖို့အစင်သည်ဖြစ်နေပါတယ်ဒလိုရန်ပွဲမျိုးတွေကိုစင်သားမရဘူးတဲ့မိချောင်းကဆက်ပြီးတော့ဖန်းစုပ်ကြိုက်ခဲထားပေမဲ့ဒီတားရဲ့အစွမ်းတက်တီတွေကကြောက်စရာကောင်းလို့လာပါတယ် သူရဲ့ရှန်တန်လိုဇိတ်တွေကဆက်ပြီးတော့တိုက်ပွဲတွေကိုဆက်ဖြစ်နေစီတာပေါ့။မိเจ้าကတပန်းတာပြီးသူ့စီကိုတုံးဝင်တိုက်ခိုက်လာတဲ့အတွက်သားရဲရဲ့ပင်ကိုအသေးစိတ်တွေနဲ့အလိုလိုပြန်တိုက်ခိုက်မှုတွေကမိเจ้าကိုပြန်လိုက်တိုက်ခိုက်ဖို့တွန်းအားတွေပေးနေတယ်လို့ဖြစ်လာတာပေါ့။ဒရမာတစ်ခုလိုမျိုးအလေပြောင်းတွေမှာဆိုရင်တော့ဒေါ်ရိုင်းတရိတ်ဆန်ကမိเจ้าစီကလොမြောက်သွားခဲ့ပါတယ်။မိเจ้าရဲ့တင်မင်းတမန်ခင်တွေမှုတွေရဲ့အသက်ရှင်ကြရဲ့သူဖြစ်သူတို့ဟာမြေကမ်းသားမှာအောင်ပွဲခံနေကြပါရဲ့ရှင်။ နမတ်ကိုမွေးမြူခံရခြင်းပုံမှန်အားဖြင့်ဆွေတော်သိငယ်ပြီးတားကောင်ကိုပြင်မှန်ထားပြီးတော့တိုက်ခိုက်သူဖြစ်တဲ့လူတိများတဲ့ဒီစပအုံးမွေဟာရေချုံမီချောင်းရဲ့ရုံးကန်နေရတာတွေကိုသူ့ကိုယ်သူတွေ့ရှိခဲ့တာပေါ့စပအုံးမွေဟာဆွေတော်တကုတ်လုံးကိုချုပ်ချယ်တဲ့နေလန့်တွေကိုအသုံးပြုပြီးမိချောင်းနဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်မိချောင်းကသူ့ရဲ့အစွမ်းထက်တဲ့ခန္ဓာကိုယ်ကိုမွေရစ်ပတ်တာခံရပြီးအသက်မတည်ဖို့အတွက်မနေ့ကရုံးကန်ခဲ့ရတာပေါ့ဒီတိုက်ပွဲဟာဆွေတော်ခဏလေးတင်ကြတာမဟုတ်ပါဘူးနော်နိုင်ပေါင်းများစွာကြာရှိပါတယ်ဒီတိုက်ပွဲကတွားတွားတတဝ ါနှစ်ကောင်းလုံးရဲ့ခန္ဓာရည်နဲ့ဇွဲသက်တွေကိုမီးမောင်းထိုးပြလို့နေပါတယ် နောက်ဆုံးမှာတော့စပတ်အုံးဝီရဲ့နီလန်းတွေကထိရောက်ကြောင်းသက်သေပြခဲ့တာပါ။မညာမတာချုံနောင်မှုတွေကနောက်ဆုံးမှာမိချောင်းတိတ်ဆုံးခြင်းတွေကိုဖြစ်စေခဲ့ပါတယ်။မိချောင်းကထိတ်ဆုံးမှာရှိနေတဲ့နမဲကြီးတားရဲတကောင်ဖြစ်နေပြီးဒလိုတားရဲတကောင်ကစပတ်အုံးဝီရဲ့စွမ်းအားတွေကြောင့်တိတ်ဆုံးခဲ့ရတာဟာလေလုံးဝကိုအာအသင့်ပွဲရလတ်တွေကိုပြသနေခဲ့ပါတယ်။ဒီဖြစ်ပျက်တွေအားဆိုရင်တော့ဂျိုတင်ခမ်းမန်းတမှုတွေရဲ့ကွက်ကွက်ကွင်းကွင်းဥမာတစ်ခုဖြစ်နေပြသနေပါတယ်။ဒါဟာပြင်းထန်ဆုံးရှန်တန်မှုတိုက်ပွဲမှာအာကြီးဆုံးတားရဲတောင်မှကြာဆုံးတက်တဲ့တဘာဝကဘာရဲ့ကြမ်းတမ်း နဲ့ပွဲဖြစ်ရမှန်နေပဲဖြစ်ပါရင်ရှင်နံပါတ်10တောဝက် ခွင့်မလွှတ်နိုင်စွမ်းမရှိတဲ့ဆဗာနာတော်ကြီးထဲမှာမိချောင်းတကောင်ကတားကောင်တွေကိုအလွယ်တကူဖမ်းယူနိုင်လို့အထင်မှားပြီးတော့စိုက်ကြည့်နေပါတယ်။ခြုံထက်တဲ့အဆွေရှိရဲ့တော်ဝမ်မိခင်ကြီးကဝက်ကလေးတွေနဲ့တွားသွားနေတဲ့တားရဲကောင်တွေကြားထဲမှာမြေကြီးပေါ်မှာယက်နေတာပေါ့။ကိုပြောင်ချင်းကနေနေနဲ့မိချောင်းကသူ့ရဲ့မျောမှန်းထားတဲ့ပွဲကိုဆက်ပြီးတော့ဆုပ်ကိုင်ထားပါတယ်။ဒါပေမဲ့တော်ဝမ်မကြီးကပြန်ပြီးတော့တိုက်ခိုက်ပါတယ်။တန်ချက်ကတားရဲနဲ့တိုက်ခိုက်တဲ့အခါဖုံမုံတွေက အပေါ်ကိုပြန်တက်လာပြီးခွာရီကလည်းစောင့်နေကြတာပေါ့။သူမရဲ့အဆွေတွေကမိချောင်းရဲ့အရေးကောင်မာရီကိုတိုက်ခိုက်ဖို့အတွက် ွက်တဘာဝလန်ဒန်တစ်ခုပါပဲဒါကတိုက်ပွဲတသက်ကြီးပဲမဟုတ်ပါဘူးမိခင်ရဲ့ချက်ချင်းမြတ်တာကနေဖြစ်ပေါ်လာတဲ့ပြင်းထန်တဲ့တံပြန်တိုက်ပွဲတစ်ခုပါအစွဲနဲ့တောဘက်ကြီးရဲ့ပြတ်သားတဲ့အဆုံးဖြတ်ချက်တွေကြောင့်ရိုင်းဆိုင်တဲ့ဒီမိချောင်းကြီးဟာအနောက်ကိုအလင်းမြန်ပဲဆုတ်ခွာသွားခဲ့ရပါတော့တယ်သူမရဲ့တောဘက်ကလေးလေးတွေကသူမရဲ့နောက်မှာတိုက်ပွဲကြောင့်နှာမော်နေတဲ့သူမနဲ့တူတိုက်ပွဲတွေကိုအန်တူနေပါတယ်ဒီဖုံထူသွားတဲ့တိုက်ပွဲပြီးမှာတော့မိခင်တောဘက်ကြီးနဲ့သူမရဲ့သားသမီးတွေကြောင့်ဘယ်တော့မှလာမရှုပ်ပါနဲ့ဆိုတဲ့သင်ခန်းစာတစ်ခုကိုပေးလိုက်ပါတယ်ရှင့် ကဲဒီနေ့အတွက်တော့ထုံးလင့်ပေးခဲ့တဲ့အကြောင်းအရာကိုကြိုင်းနေတဲ့စိတ်ဝင်စားလိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်တစ်ခေါက်ထိမှလည်းပရိသတ်ချိုက်တွေကိုဆက်လက်ထုံးလင့်ပေးကြပါရစေချစ်ခင်အားပေးပါအောင်လို့ပြောကြိုင်းနေနှုတ်ဆက်ပါရစေဘိုင်ဘိုင်